ားထောင်လို့ဒီရန်ကောင်းမယ်ဆုပြရတော့မင်းရတာတေးဥဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြောပြရမှာပေါ့နော်ကိုနားမှာပဲရှိသိကြတယ်လေအဲ့တော့သူရန်ကုန်သွားနေရမှာလေကိုကမင်းကလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ ုနဲ့ခွဲရမှာစူးလို့အဲဟောတယ်လေဒါကတော့ကျွန်တော်ရဲ့မိမိပါအဖေမမပါဒီနဲ့တော့ကေဒီမှာဆိုအမေပေါ့ဥမမေအောင်ဆိုတာအဖေပေါ့အမလေးမှာဒီနေ့ကတော့ကျွန်တော်လဲကျွန်တော်ဘွားရဲ့ပထမအဦးဆုံးဒီ sign နဲ့ဒီဆိုပြပြရမယ်ဖြစ်လို့လဲကြောင်မလို့မိကိုလဲကြည့်စေတယ်လို့ထားတယ်ပါဘူးကြားရနေနေပါဒီပြောရ နဲ့ပွက်တရတဲ့ခါသားချက်ကိုရမ်းကြော်တော့ဆိုအရင်ကောင်းတယ်နားထောင်လို့အရင်ကောင်းတယ်စူပီယာတော့ကဲအဲ့ကျွန်တော်ဟိုမှာတော့မြန်မာဝေကင်းဆိုပြပါတယ်ခင်ဗျဒါပေမဲ့မြန်မာမြန်မာတန်စီလိုဆိုင်းဝိုင်းနဲ့အကြနာကတော့ပထမဦးဆုံးဆိုဆိုချက်စီရပါဘူးဆရာတော်ချက်မရရှိလဲဒီရန်ပေါ့ဒီတက်တယ်မလဲကျေးဇူးတင်ပါတယ်လို့အားပေးကြတယ်နော်စိတ်မပူပါဘူးစစ်တာပဲလေနော်စစ်တာပဲလေ သူ့အချစ်တဲ့ပြိတ္တတွေကိုလည်းချစ်တယ်လေသူကသူကအကုန်လုံးရဲ့အမေသူကတဲ့ကိုတောင်တဲ့ကိုကမှဟိုအခါလေးကိုရိတ်တယ်ကိုပြန်စရယ်သူကအကုန်လုံးမနေသမီးနားပါအဲ့ဒါတော့သူ့ဘာသူ့ဘာပဲသူ့ဝါဒနာပါလားသူ့ဘာသူ့ဘာအခုအမေကကျွန်တော်ကိုညင်းတာသူကအမေကအတားကတေးဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါဒနာပါပါရယ်ဘာလို့ဆိုတော့ကျွန်တော် တို့မန္တလေးရမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်တွေမှာလည်းဆိုအိဆွာထက်ရာဆိုတော့အဝါဒနာပါရယ်တို့ပေမဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရယ်မိမဖြစ်နိုင်ပတ်စံတွေမဖြုံးနဲ့ဆိုပြီးတော့ပြောတာအမေပါပဲဟုတ်ကဲ့ပါတယ်အားမပေးခဲ့တာဘာလို့အားမပေးတာလဲအဲ့တုန်းကအဲ့တုန်းကပါကိုနားမှာပဲရှိသေးတယ်လို့လေအဲ့တော့သူရန်ကုန်သွားနေရမှာလေကိုကမန္တလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ ကိုနဲ့ခွဲရမှာစိုးလို့ဟမ်ချောတယ်လေအခုကမပေးရတော့ဘူးတူတူပဲတူတူချင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲဟိုဟမ်အဲ့နန်းလေးမှာနန်းလေးမှာတော့လေအမေအဲ့တော့တော့ကောင်းမှာအော်ဖြစ်တာပေါ့မိဘရေဒီနောက်မှာရှိနေတာမိမမပေါ့ဖေလည်းဘေးနောက်မှာရှိအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲတွေနေဆိုသူကလို live တရားနေကြည့် ကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးလို့ပြင်းညစ်လိုက်တယ်ဆိုလို့ရှိရင် तू ကခန်းနေဖုံးခေါ်ပြီဒါနှာခေါင်းကြီးယိုနေရဆိုဒီကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီဆိုလို့ရှိရင်ပင်မန်းနေရလားဖျားနေရလားအဖေကအမြဲတမ်းဖုံးဆက်တယ်အဲ့အဲ့ဒါတော့အဖေဖေကလည်းအဲ့လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ်မအောင်မြင်သေးပါဘူးအောင်တော့အောင်တော့မအောင်နေပါဘူးစူးစမ်းနေစူးစမ်းနေတဲ့ခိုက်တန်လေးမှာနော်အခုလက်တော့ခါနိုင်လို့ရမ်းပျော်ရွှင် ခြေလက်ချင်းတော့ပါလို့အော်တရင်ကျွတ်မှာဒါချစ်ရဲ့လူကြီးမိဘကြီးအားလုံးစိတ်ချမ်းသာခြင်းလူကြီးမိဘပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒါစိတ်သွားတဲ့ကူပါပြီးတော့စီးပွားရေးလည်းဒီလာတို့တက်ပါစေခင်ဗျာကျွန်တော်တို့ဒီပွဲကြီးမှာခုလိုမျိုးဖိတ်ခေါ်ပေးတဲ့စိတ်စပယ်ဘူးစိတ်တိုက်ကြီးလည်းဒီချက်မကပို့ပြီးတော့အောင်မြင်မှုတွေထုတ်ရှိပါစေခင်ဗျာနေ့40ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းကြာချီထောင်ချီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေစိတ်ဝဲတွေလည်းများလို့ခွင့် ဟုတ်တယ်စင်ရီစင်ရီတွေးရတော့ပြောစရာမလိုပါဘူးဟုတ်တာတော့စင်စပယ်ဘူးစင်တိုက်ရဆိုလို့ရှိရင်လည်းပေါင်း40ကျော်ရက်တည်ထားပြီးတော့ဒါပထမဒန်းစားစင်နေနဲ့ပဲဒါအခုလိုမျိုးဖထေဝဝါနဲ့ရောက်ချပေးနေပါတယ်။အများအားလုံးဝေယူအားပေးလို့ရပါတယ်ခင်ဗျ။အရင်ကမှလည်းရှိရဲမန်လေးမှလည်းရှိရဲစိုင်းခွဲအများကြီးရှိရဲအဲ့တော့အားလုံးပဲဟိုစင်ခွဲမယ်ဆိုလို့ရှိရင်တော့ဒါစင်စပယ်ဘူးကိုပဲတတိယပါခင်ဗျ။อืม